ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘိုရီခရိုင်တောင်ဖာဖုံမှာတရားမဝင်မြန်မာရွှေပြောင်းလုပ်သား28ယောက်ကိုတင်ဆောင်လာတဲ့မောင်းခိုးသမားမောင်းနေလာတဲ့ကားတစီရဲလိုက်လို့ထွက်ပြေးရင်းကနေလမ်းဘေးကိုကျပြီးကားတိတ်မောက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္လာနေ့အစောပိုင်းကကန်ချနာဘိုရီတာခနောင်ကစစ်ဆေးရေးဂိတ်မှာကားတစီကိုစစ်ဆေးဖို့အတွက်ထိုင်းရဲတပ်ဖွဲ့တွေကရက်ခိုင်းခဲ့ရမှာငင်းဆန်ပြီးတော့ထွက်ပြေးတာကြောင့် ခိုင်အာနာပိုင်တွေကလိုက်လံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အချိန်ပြင်းပြင်းမောင်းနေလာတဲ့အဲ့ဒီကားဟာရွှေကဆိုင်ကတစည်းကိုဝင်တိုက်မိပြီးတော့လမ်းဘေးမြောင်းထဲကိုထိုးချသွားခဲ့တယ်လို့သိရပါတယ်။ရင်မောင်းဟာသူတင်ဆောင်လာတဲ့မြမလုံသား28ယောက်ကိုထားခဲ့ပြီးတော့နေရာကနေချက်ချင်းထွက်ပြေးတိမ်းရှောင်ခဲ့ကြအောင်အာနာပိုင်တွေရဲ့အဆိုကိုကိုးကားပြီးတော့ဘန်ကောက်ပို့စ်ကဖော်ပြထားပါတယ်။ရင်မတော်တဆမှုကြောင့်ကားမှန်တွေကွဲထွက်သွားပေမယ့်ကားထဲမှာလိုက်ပါလာတဲ့ရွှေပြောင်းမြမတွေ အမျိုးသား16ဦးနဲ့အမျိုးသမီး9ဦးကတော့ထိခိုက်ဒဏ်ရာတစုံတရာမရပဲနဲ့အသက်ဘေးကနေလွတ်မြောက်လာတယ်လို့သိရပါတယ်။ထွက်ဆိုချက်တွေအရသူတို့တွေဟာတောလမ်းကနေတဆင်ဆန်ခလာဘူရီတဲကိုဝင်ရောက်ခဲ့ပြီးတော့ဝဇီရလောင်ကုံဆဲကိုလှေနဲ့ဖြက်ကတားခနုံကိုရောက်ရှိခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီကနေကားနဲ့ထိုင်းနိုင်ငံတဲကိုတွားရောက်မှဖြစ်ကြောင်းအာနာပိုင်တွေကပြောပါတယ်။သူတို့အနေနဲ့တယောက်ကိုဘတ်18000ကနေ2000အထိပေးချေခဲ့ရပြီးတော့ဘန်ကောက်နဲ့တဝိုက်ကပြည်နယ်တွေမှာအလုပ်လုပ်ဖို့စီစဉ်ထားကြတယ်လို့သိရပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာစီးပွားရေးအခြေအနေတွေကြောင့်မြန်မာပြည်သူပြည်သားများဟာထိုင်းအပါအဝင်အိနေချင်းနိုင်ငံတွေကိုရရနီးလန်းနေနဲ့ထွက်ခွာလာမှုကနေဒဇတ်ဒဇတ်ပုံမှုပြီးတော့များပြားလာနေတယ်လို့သိရပါတယ်အခုစက်တမလာအတွင်းမှာပဲထိုင်းနိုင်ငံကန်ချနာဘူရီခရိုင်စံခလဘူရီကနေနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေဖမ်းဆီးခံရမှုဟာအယောက်200ခန့်ရှိနေပြီဖြစ်တယ်လို့သူတို့လာရလန်ခီအတွင်းမှာလဲမတော်တဆမှုတွေကြောင့်တေဆုံးမှုလည်းဖြစ်ပွားခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ